လူရီရဲ့ငလင်းအကြောက်တရားကိုအသုံးချကာကျင်းထည့်သွားတဲ့ရွှေရင်ကျော်စရာဂျွန်ဖမ်မစထရီ ပရိသတ်များလုံးမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံသားတွေရဲ့ငလင်ပီးအကြောက်တရားကိုကောင်းကောင်းအသုံးချကာဂျင်းထဲ့သွားသူကတော့ရွှေရင်ကျော်လိုလိုဟိုလိုလိုဒီလိုလိုနဲ့အကျုံဖတ်မှစတွေဖြစ်ပါတယ်အားလုံးလည်းသိကြတဲ့အတိုင်းပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မြင်းကလေးကြောင့်မြန်မာနိုင်ငံကစကိုင်းမြို့မန္တလေးမြို့နေပြည်တော်စတဲ့မြို့ကြီးတွေမှာအသက်အိုးအိမ်စည်းစိမ်တွေပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့တာဖြစ်ပါတယ်အထူးသဖြင့်တော့ယနေ့ခေတ်လူအများစုဟာအင်အားရစ်ချတာစကေး ်ခွန်တတမခွန်ဆိုတဲ့မြင့်ငလင်းကိုနှစ်ဖူးတွေ့ဒူးတွေ့မကြုံဘူးခဲ့ရာကြောင့်တော်တော်ကြီးလဲကြောက်လန့်သွားကြပါတယ် ဒါအပြင်နောက်ဆက်တွဲမြင်းငလင်တွေကလည်းဇက်တိုက်လှုပ်ခတ်နေရကြအောင်အလုံးရဲ့စိတ်ထဲမှာငလင်ဆိုတာကိုတော်တော်ကြီးကိုကြောက်လန့်နေကြပါတယ်။ဒီလိုချင်းနေတွေကနေပဲမိတင်ဆရာရောင်ရောင်အကြမ်းမြင်ရောင်ရောင်နဲ့အင်တာနက်ပေါ်ကနာမည်ကြီးကျင်တဲ့သူတွေအတွက်အတန်းရှင်းရှာလို့ကောင်းနေတဲ့အခြေအနေကိုရောက်ရှိနေရပါ။ဒါကြောင့်မိတင်ဆရာတွေအကြမ်းမြင်လို့လို့တိုက်လို့လို့နှက်လို့လို့ကောင်းနေဟာမကြခင်ငလင်လှုပ်မယ်၊မုံတိုင်းတိုက်မယ်စသဖြင့် ဖိန်လုံး၆လုံးတွေနဲ့အတန်းရှင်းရှာနေကြတာဖြစ်ပါတယ်။အထူးသဖြင့်တော့ပြေးခဲ့တဲ့ရက်ပိုင်းမှာခေစားနေရက27ရက်နေ့မှာငလင်ကြီးလောက်ခဲ့မယ်လို့သတင်းအမှားဖြန့်သူကအများပြည်သူအထိတ်တလန့်ဖြစ်စေမှုနဲ့အရေးယူမယ်လို့ကြားသိရပါတယ်။အခုပြေးခဲ့တဲ့ရက်ပိုင်းနေ့မှာမြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ကြားထဲမှာအထိတ်တလန့်ဖြစ်နေကြတဲ့ကိစ္စကြီးတခုရှိခဲ့တာပါ။အဲ့ဒါကတော့27ရက်နေ့နေ့လေ12:22မိနစ်မှာငလင်လောက်ခဲ့မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အဆိုပါအခြေအနေမရှိတဲ့ကောလာဟလသတင်းကိုစတင်သူကတော့ John Palmerstree ဆိုတဲ့သူပဲဖြစ်ပါ ါတယ်။လူတွေကအဆိုပါလူကိုယုံကြည်နေကြတာကအဆိုပါလူကမတ်လမှာမန္တလေးမြို့မှာငလင်းလောက်ခဲ့မယ်ဆိုပြီးတော့မှတ်မှတ်ကန်ကန်ပြောခဲ့ရကြောင်းပါ။ဒါကြောင့်လည်းအဆိုပါဂျွန်ဖမတ်စတီပြောတဲ့စကားတွေကိုလူတွေကယုံကြည်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းတကယ်တမ်းကတော့ကမ္ဘာပေါ်မှာငလင်းကိုကြိုတင်ခံမနိုင်တာမျိုးမရှိသေးပါဘူး။မတ်လမှာငလင်းလောက်မယ်လို့ဂျွန်ဖမတ်စတီပြောခဲ့ရကလည်းဒီမတိုင်ခင်မှာငလင်းငယ်တွေလောက်ခတ်ခဲ့တာကတကြောင်။နာမည်ကြီးစကိုင်းပြည့်ရွေးငလင်းလောက်ခတ်ချိန်ရောက်လာတာကတကြောင်ဖြစ်လို့မြန်မာနိုင်ငံမှာငလင်းကြီးလောက်တော့မယ်လို့သိပ္ပံပညာရှင်တွေက ကကြိုတင်တည်ပြီးထားချက်တွေလိုက်လံပြောဆိုထားပါတယ်။အဆိုပါကျွန်းဆိုသူကတော့အရင်ကလည်းမြန်မာနိုင်ငံရဲ့အလားတိုင်းအများစုမှာငလင်လုံးမယ်စစ်ဖြစ်မယ်မြို့သိမ်းမယ်ဆိုပြီးပြောခဲ့ဘူးပြီးတော့မှန်မှန်ရင် post တွေကိုဖြတ်တဲ့သူပါ အခုကမှမတ်လ28ရက်နေ့ကလောက်ခဲ့တဲ့ငလင်လှုပ်အပြီးမှာတော့အဆိုပါလူကဧပြီလ22ရက်နေ့မှာငလင်လှုပ်မယ်ဆိုပြီးပြောခဲ့တာဖြစ်ပါတယ်။ငလင်တန်ကိုမကြသေးမီကနှစ်ဖူးတွေ့တူတွေ့ခန်းစားရတဲ့မြန်မာနိုင်ငံသားတွေကတော့အဆိုပါလူရဲ့ပြောစကားကိုယုံကြည်ပြီးတော့ဈေးတွေဈေးမယောင်ကြသလိုအထက်မြင့်မှနေရတဲ့တွေကလည်းညကလေးကစိတ်အိမ်နေကြပါတယ်။တချို့လူတွေကအများပြည်သူအထက်ဇလန်ဖြစ်စေတဲ့အဲ့ဒီလူကိုတဘာဝဘေးစီမံခန့်ခွဲရေးပုံမှန်29နဲ့တရားစွဲဆိုတင်ကြောင်းပြောခဲ့ပါတယ်။တချို့လူတွေကလည်း ွန်ဖော်မစတီပြောတာကမှန်မှန်လေးပါဖြစ်လေစေတနာတတိပေးတာပဲဆိုပြီးပြောကြပါတယ်ဒါပေမဲ့ဆယ်လင်းရောင်ရောင်အကြမ်းမြင့်ရောင်ရောင်ဂျွန်ဖော်မစတီကောင်းမှုကြောင့်တနိုင်ငံလုံးဒီပါအော့အော်တောင်းနှင်းဖြစ်ပြီးတော့ ငကိုကလေးကငလင်တန်းချောင်းစိတ်တန်ရရနေတဲ့သူတွေအကြောက်တရားနဲ့ရင်ဆိုင်ရသူတွေဟာအစ်စ်ကနေအဟောင်းဖြစ်ပြီးတော့မလိုအပ်ဖဲနဲ့ဂရီကထအများသွားခဲ့ပါတယ်။တချို့သောဈေးသည်တွေဆိုရင်ဈေးရောက်မထွက်ရလို့လူမှုရေးစီးပွားရေးကျန်းမာရေးဘတ်ဆောင်ထိခိုက်ခဲ့ရပါတယ်။ဒါကြောင့်လူတော်တော်များများကဂျွန်ဖာမတ်စတွေကို attention seeker ဖြစ်သတ်မှတ်ထားကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဂျင်းထည့်ထားတဲ့ဂျွန်ဖာမတ်စတွေပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုအမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။